အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့တင်ဆက်ပေးမယ့်အကြောင်းအရာကတော့ People Man ပါတော်မူရေးတော်ပုံသို့မဟုတ်မြန်မာနိုင်ငံရဲ့ကြာရှုံးခံရမယ်ဖြစ်ပါတယ်မြန်မာနိုင်ငံရဲ့ကြာရှုံးပုံကိုပြောမယ်ဆိုရင်တော့ကျွန်တော်တို့အပိုင်း၃ပိုင်းနဲ့ပြောရပါလိမ့်မယ်ပထမပိုင်းဒုတိယပိုင်းတတိယပိုင်း ဒီဘောမင်းကြောင့်မြန်မာနိုင်ငံကြီးရှုံးတာလားတမမဟုတ်မြန်မာနိုင်ငံကြီးဘာကြောင့်ကြရှုံးရသလဲဆိုတာကိုကျွန်တော်ဒီဗီဒီယိုမှာတင်ဆက်ပေးသွားမှာမို့တကယ်လို့သိကျင်နေဆိုရင်တော့ကျွန်တော်ရဲ့ဒီဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးဖို့ကျွန်တော်မြင်တာရက်ခံပါတယ်။ကဲအဲ့ဒါဆိုရင်ကျွန်တော်ဗီဒီယိုလေးစလိုက်ကြရအောင်။ကဲဗီဒီယိုလေးမစခင်မှာတော့ဒီလိုစိတ်ဝင်စားစရာကောင်းတဲ့မြန်မာနိုင်ငံရဲ့သမိုင်းကြောင်းတွေဘဝသုဒ္ဒရာဝယ်တွေကိုသိရှိကျင်နေဆိုရင်တော့ကျွန်တော် channel လေးကို subscribe ပြုလုပ်ပေးထားကြဖို့ကျွန်တော်မြင်တာရက်ခံပါတယ်။ကြရသာဆိုရင်ကျွန်တော် ဗီဒီယိုလေးကိုစလိုက်ကြရအောင်ကျွန်တော်တို့အပိုင်း၃ပိုင်းကတော့စစ်၃စစ်ပဲဖြစ်ပါတယ်ဗမာမြန်မာစစ်ကဗာဂျီတော်မင်လက်ထက်မြန်မာတပ်ကရက်1185ခုနှစ်ကုန်ကန်ပြီးခရစ်တပ်ကရက်ကတော့1824ခုနှစ်အင်္ဂလိပ်တွင်နဲ့စာရွေးဖြစ်တာပဲဖြစ်ပါတယ်အင်္ဂလိပ်တွင်နဲ့စာရွေးဖြစ်ရတဲ့အကြောင်းရင်းကတော့မြန်မာပိုင်းရခိုင်နယ်နဲ့အင်္ဂလိပ်ပိုင်းစရကောင်းနယ်ကြားမှာရှိတဲ့နတ်မြဝရှင်မဖြူကျွန်းပေါ်ကိုအင်္ဂလိပ်တို့ကအလံစာရွေးပိုင်ဆိုင်မှုကိုညှင်းပွားရာကနေစတင်ဖြစ်တာပဲဖြစ်ပါတယ်ဗမာစစ်ကတော့နှစ်နှစ်ခန့်ကြာပြီး တော့မြန်မာတို့ကရှုံသွားပါတယ်အဲ့ဒါနဲ့မြန်မာပိုင်းရခိုင်နယ်နဲ့တင်လိုက်နယ်တို့ကိုပြရသည့်အပြင်စစ်စရိတ်ငွေတကယ်တွေကိုလည်းပြရပါနေတယ်အဲ့ဒါနဲ့ကျွန်တော်မြန်မာနိုင်ငံရဲ့၃ပုံပုံတပုံကို စာရွေးပါသွားတာပဲဖြစ်ပါတယ်ဒုတိယစစ်ကတော့ပထမစစ်အပြီး28နှစ်ခန့်အကြာပကံမဲလက်ထက်1210-1211ခုနှစ်တွင်ဖြစ်ပွားခဲ့တာပဲဖြစ်ပါတယ်ကျွေးပွားတဲ့အကြောင်းကတော့ဂျန်ကုံမြို့ရေးပိုင်မင်းမြို့ဝင်ဥက္ကမစ္စတာ7နဲ့မစ္စတာ Louis တို့ကိုညံပန်းနှိပ်စက်ပြီးတောင်းငွေ ရိုက်တာကြောင့်အင်္ဂလိပ်သူကမကျင်းနဲ့လို့အမှုကို စစ်ဆေးပြီးမျိုးတော်ဝင်ကိုနေပယ်ဖို့စပို့ပါတယ်မြန်မာပြည်ကလည်းအင်္ဂလိပ်တို့အလိုတိုင်းမျိုးဝင်ဥပုပ်ကိုယာတုနှုတ်ပယ်ကဥမုံကို မျိုးဝင်အဖြစ်ခန့်အပ်ပြီးအမှုကိုစစ်ဆေးခိုင်းပါတယ်ပြည်တဲ့နောက်မှာအင်္ဂလိပ်တို့ဘက်ကမြန်မာပိုင်းရင်နန်းရင်သာသမောကြီးကိုအသင်းလူယူသွားပါတယ်အဲ့ဒါပြီးတဲ့အခါမှာတော့အင်္ဂလိပ်တို့ကမစ္စတာရှက်ဗင်နဲ့မစ္စတာလူးဝစ်တို့တန်းမှတန်ရိုက်ထားတော့ဂျန်ငွေ900ကျော်ကိုလည်းပြန်ပေးရမျိုးဝင်ထံတို့ စာပို့လာသူတို့ကို အတွေ့မခံသဖြင့်အဆက်ရသည်ကိုကျင့်နှံ့အောင်ပြုလုပ်ရာပထမစစ်ပွဲကံဘူစာချုပ်အရာအင်္ဂလိပ်ကိုစလေခန့်သည်ကို၎င်းကုံနှင့်ညီအောင် လက်ခံထားရန်အဲ့ဒီအချက်၃ချက်ကျင့်နှံ့အောင်ပြုလုပ်မှသူတို့အသိလျူထားတဲ့မြန်မာပိုင်းသမောကိုပြန်ပေးပြီးတော့သူတို့စိုက်ကပ်ထားတဲ့တိုက်သမောများကိုလည်းပြန်လဲစုခွာသွားမည်ဟုကြောင်းကြပါတယ်မြန်မာဆိုရကလည်းသူတို့တောင်းဆိုတမျှကိုအကုန်ဖြစ်အောင်လိုက်ရောပေးပါတယ်ဒီလိုလိုက်ရောပေးတော့လဲအင်္ဂလိပ်တို့ဘက်ကသူတို့စစ်ချီတက်လာတဲ့စစ်စစ်တက် န်းကိုပေးအောင်မယ်ရန်ကုန်မြို့ဝင်ကသူတို့တိုက်သမောအုပ်ရှိရာသို့လာရောက်စကားပြောရမယ်သူတို့အရှက်ရသည်ကိုလည်းတောင်းပန်ရမယ်ဆိုလွန်လွန်ကျူးကျူးထပ်မံတောင်းဆိုပြန်ပါတယ်အဲဒါကြောင့်မြန်မာတို့ဘက်ကလက်မခံနိုင်မဲ့ဒုတိယစစ်ဖြစ်ပါတော့တယ်အဲဒါနဲ့မြန်မာတို့ကဒုတိယစစ်ထပ်မံရှုံးပြီးတော့မြန်မာနိုင်ငံရဲ့၃ပုံ၂ပုံကိုပေးလိုက်ရပါတော့တယ်ဒုတိယစစ်ပြီးတော့နောက်မှာတော့မင်းသုံးမင်းတရားလက်ထက်တွင်မြန်မာကဘရင်နဲ့တွေ့ဆုံလဲဤသူမဆိုဖနက်မစီယာဟုအမိန့်ထုတ်ပြန်ထားတာကိုအိန္ဒိယဗင်ကန် ်ကမကျင်းတတ်ပေ။ဒါကြောင့်မဲ့ဘရင်နဲ့တွေ့လဲနှက်မချွတ်ရဟူသောအမိန်ကိုထုတ်ပြန်လိုက်ပါတယ်။အဲဒါကြောင့်မင်းတို့မင်းတရားကြီးကသဘောသားကြီးစွာဖြင့်သူနဲ့တွေ့ဆုံခြင်းမပြုတော့ပဲသူ့အောက်မှာရှိတဲ့မူးမက်များနဲ့သာတွေ့ဆုံစေပါတော့တယ်။ဘရင်နဲ့တိုက်ရိုက်တွေ့ဆုံခြင်းမလုပ်တော့ပေ။အဲ့ဒီမှာပဲကျွန်တော်တို့တော်တော်ပဲလွန်နေပါပြီ။ဘာလို့လဲဆိုတော့နိုင်ငံတနိုင်ငံရဲ့ယဉ်ကျေးမှုအုံသားဆန်လာကိုပြည့်ရပြုတဲ့သဘောပဲဖြစ်ပါတယ်။ဤတဲ့နောက်မှာမင်းတို့မင်းကြီးနာမကျန်းဖြစ်နေပါတယ်။မင်းတို့မင်းကြီးနာမကျန်းဖြစ်တဲ့အခါမှာတော့ဒီနာဆိုးစ ဆက်မဲ့သူကိုရှာရပါတော့တယ်။ဥမှန်များသည့်စိတ်ထက်တန်တဲ့သူကိုမင်းအဖြစ်မြှောက်စားလိုက်မယ်ဆိုရင်ဥမှန်များရဲ့အလိုမလိုက်ပဲအင်္ဂလိပ်နဲ့စစ်ဖြစ်မှာကိုစိုးရကြောင့်သူတို့စကားအတိုင်းလိုက်နာမဲ့သူကိုပဲတော်ရပါတော့တယ်။မင်းကြီးမင်းသားတဲမှာဒီဘောမင်းသားကိုတဘောကြတဲ့ဖြင့်ကျန်မင်းကြီးမင်းသား40ကိုဖန်စီထားလိုက်ပါတော့တယ်။အဲ့ဒါနဲ့မင်းသောမင်းကြီးနဲ့ရဆံပြီးတဲ့နောက်မှာဒီဘောမင်းသားကိုနန်းတင်ခဲ့ပါတယ်။ဖန်စီထားတဲ့မင်းသားတွေကိုတော့အကြေကျုပ်ဖြင့်ကောင်းစွာထားရှိပါတယ်။ အနေတော့အခါမှာတော့မိငီမင်းသားတွေဖန်စီထားတဲ့နေရာကိုပြောင်းရွှေ့ဖို့စီစဉ်ပါတော့တယ်။အဲဒီလိုပြောင်းရွှေ့ပြီးတဲ့အချိန်မှာပဲအားလုံးတုတ်တင်ရှင်းလင်းလိုက်ကြပါတော့တယ်။သူ့ချောင်းတွေကိုတီဘောမဲမတိပဲလက်အငယ်သားတို့တစ်ထဲမှာပဲမိငီမင်းသားတို့ဒီဘဝင်ကြရရှာပါတော့တယ်။ဒီချောင်းရတွေကိုတီဘောမင်းတိတဲ့အခါမှာတော့ကြံသေးတဲ့မင်းသားနောင်တော်တွေကိုခေါ်ထုတ်ပြီးကဲထားလိုက်ပါတော့တယ်။အဲဒီခက်ကမင်းတယောက်တက်ရင်သူနဲ့ပတ်သက်တဲ့မိငီမင်းသားတွေကိုရှင်းပြတဲ့ထုံးစံရှိနေတာကြောင့်ရှင်းတဲ့သူက အပြစ်မဆိုပဲသုံးစံကိုသာအပြစ်ဆိုရပါတော့မယ်တတိယမြန်မာစစ်ကတော့ဒီကနေစတယ်လို့ပဲပြောရပါတော့မယ်တက္ကရက်1249ခုနှစ်တွင်တောင်ငူမြို့မြန်မာတက်ကောင်းကြီးတို့ကမြန်မာမင်းအားရှောက်ထားပါတယ်ဘုံပိုင်ဘာမာတက်ကုံလီသည်1245ခုမှ1249ခုနှစ်အထိနှစ်နှစ်အတွင်းတက်အလုံးရေ7000အင်္ဂလိပ်မြန်မာနေချားကြောက်တိုင်းဘက်ကိုထုတ်ယူလျက်ဖြစ်ပြီးစည်ရင်တွင်3000တာပြည့်၍9000ထိန်ချံကြောင်းကိုချုပ်တင်มาတော့ ါတယ်။တို့ကမှာတော့စစ်စေးရ9000ထင်ချန်သားဒီမှာအမှန်ပင်ဖြစ်သည်ဟုယူဆ၍ငွေ23သိန်းပေးစီရန်တိုက်ရိုက်ပါတော့တယ်။တို့ကကုမ္ပဏီဘက်ကမကျေနပ်၍အင်္ဂလိပ်ဆိုးရွားကိုတိုင်ပါတော့တယ်။အင်္ဂလိပ်ဆိုးရွားကလည်းတစုံတရာဝင်ရောက်ဆွတ်ဖက်ရန်ခွင့်ရသည်နှင့်ဤသို့ရာဇဒံကိုပေးပါတော့တယ်။နံပါတ်၁ချက်ကတော့အင်္ဂလိပ်ဘင်ခန်ကရေးပိုင်90လွတ်၍ကိုရေးပိုင်နှင့်မြန်မာယာရှိသို့ပြတ်ဖက်၍တက်မှုကို ဆုံးဖြတ်ရမည်။နံပါတ်၂ကိုရေးပိုင်ကိုမျက်စိတ်တွင်အဝင်းအကာရန် နဲ့နေတိုင်စေ၍အဆောက်စစ်သားတထောင်သားလိုသည်နံပါတ်3အေရီမြင့်ခေါဝင်စိတ်တွင်အင်္ဂလိပ်တိုက်သမွန်တစဉ်ဆောင်းလျှောက်ထားလိုသည်နံပါတ်4တို့ရေးပိုင်သည်မြမဘရင်ရှိတော်တို့ဝင်သောအခါအနက်ချင်းနှင့်စီးနှင်း၍ဆောင်းတားဆွဲလိုသည်နံပါတ်5မြမနိုင်ငံသည်အင်္ဂလိပ်အစိုးရသဘောမတူဘဲမြစ်တီနိုင်ငံနဲ့များမဆက်ဆံရဆိုပြီးတော့ပို့လိုက်ပါတော့တယ်အချက်၄ချက်ကိုတော့တန်ငွေမတောင်းရင် ပြီးနိုင်တယ်ဆိုပြီးတော့တန်ငွေတောင်းယူခြင်းမလုပ်တော့ဘဲအချက်၅မှာမြမတို့ဘက်ကလက်မခံနိုင်ကြ ောင်စပို့ရအင်္ဂလိပ်ကမကျင်နပ်ဘူးဆိုပြီးတော့စစ်ကြီးကပြန်စတူတို့ကိုဖမ်းသွားပြီးတော့အမြန်မာနိုင်ငံကိုအိမ်ပိုက်လိုက်ပါတော့တယ်အင်္ဂလိပ်တို့စစ်ကြီးတဲ့ရလမ်းတော့မှာပဲမြန်မာဘက်ကစစ်ကိုပြန်လဲခုခံတိုက်ခိုက်ခြင်းမပြုပဲဒီအချက်ကိုလက်ခံပါမည်ဟုပြောပါတယ်တို့တော့လေအင်္ဂလိပ်တို့ဘက်ကဒီချိန်မှမရတော့ဘဲဆိုပြီးတော့မြန်မာနိုင်ငံကိုဆက်လက်စစ်ကြည့်ပြီးတော့တင်ယူလိုက်ပါတော့တယ်အင်္ဂလိပ်တို့မြန်မာတို့ကိုတင်ပိုက်ရတဲ့အကြောင်းရင်းကတော့ဒီအချက်တွေကြောင့်အဓိကမဟုတ်ပဲအဲ့ဒီချိန်တော့ကမြန်မာတို့ကအင်္ဂလိပ်ဤဂုံ ံပြိုင်ဖြစ်တဲ့ပြင်သစ်နဲ့အီတလီတို့နဲ့ကုလူဆက်ဆံနေုံသာမကအထူးတဖြင့်ပြင်သစ်နဲ့ချုပ်ဆိုထားတဲ့စာချုပ်တွင်မန္တလေးနဲ့ပြင်သစ်ပိုင်တောင်ကင်းမြို့တော်ကိုမြေတားဖောက်ရန်သူတို့ပြင်သစ်ကမြန်မာအားငွေချေးထုတ်ချေးထားရန်အသူတို့မြေအကောက်ခွန်များနဲ့ရေနံခွန်များမှ ပြင်သစ်ကသိမ်းယူရန်တို့ပြန်လက်ဖက်နဲ့ဗရမများသွင်းများကိုလည်းပြင်သစ်ကလုံလံရန်တို့ဖြစ်ပါတယ်။တော်ကပြင်သစ်နဲ့အင်္ဂလိပ်တို့မှရန်သူဂုံပြိုင်များဖြစ်ကြ၍ပြင်သစ်တို့မှလည်းမြန်မာနိုင်ငံအရှေ့ဘက်အင်ဒိုချိုင်းနာဘက်တွင်နေပယ်ချက်တွင်တည်ထောင်နေကြသဖြင့်ပြင်သစ်တို့မြန်မာနိုင်ငံအတွင်းသို့အဝင်ကိုအင်္ဂလိပ်ကမခံနိုင်။ယခုစာချုပ်အရပြင်သစ်ကတဖြည်းဖြည်းလွှမ်းမိုးလာပြီးမကြမီပြင်သစ်ကအထက်မြန်မာနိုင်ငံကိုသိမ်းယူတော်မူ။သို့တော်လည်းအင်္ဂလိပ်တို့မှလည်းမိမိတို့သိမ်းယူတတ်သောအောက်မြန်မာနိုင်ငံကိုတာကွယ်ရန်အတွက် ြင်းသင်းနဲ့စစ်တော်၎င်းဖြစ်ရမည်။ဒါမှမဟုတ်မြန်မာနိုင်ငံမှတော်၎င်းမိမိတို့စုတ်ခွာကြရခြင်းမည်။ဒါကြောင့်ပြင်းသင်းအလွှမ်းမိုးအဝင်ကိုမခံနိုင်တာကြောင့်အများဆုံးသိမ့်ပိုက်လိုက်ရခြင်းဖြစ်ပါတယ်လို့ဆိုထားပါတယ်။ကဲကျွန်တော်ရဲ့ဒီပေါ်မင်းပါတော်မူအရင်တော့ဘုံတော်မဟုတ်မြန်မာနိုင်ငံကြာရှုံးခံရတော့ဒီမှာပဲပြီးဆုံးသွားပါပြီ။လူချင်းမင်းတို့ဒီကြောင်းရနဲ့ပတ်သက်ပြီးလို့ထင်မြင်လဲဆိုတာကိုကျွန်တော် comment လေးမှာရေးသွားလို့ရပါတယ်။တကယ်လို့ဒီအကြောင်းအရာကိုအသေးစိတ်ဖတ်ရှုကျင်တယ်ဆိုရင်တော့ဖူကြရေးသားထားတဲ့ဒီပေါ်မင်းပါတော် ောက်မှုအရေးတော်ပုံဆိုတဲ့စာအုပ်မှာအသေးစိတ်သွားရောက်ဖတ်ရှုနိုင်ပါကြောင်းကျွန်တော်ပြောကြားလိုပါတယ်။ဒါကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြတဲ့သူအားလုံးကိုကျေးဇူးတင်ပါတယ်။နောက်တွင်လည်းတိတမကစူးစမ်းပြီးတော့ဒီလိုသမိုင်းကြောင်းနေနဲ့ဥဒ္ဒရာဝယ်စိတ်ဝင်စားဖို့အကြောင်းတွေကိုကျွန်တော်ဆက်လက်တင်ဆက်ပေးသွားမှာမို့ကျွန်တော်ရဲ့ channel လေးကို subscribe မလုပ်ရသေးရင် subscribe ပြုလုပ်ပေးကြဖို့ကျွန်တော်မြန်တာရက်ခံပါတယ်။အဲဒါဆိုရင်ကျွန်တော်နောက်ဗီဒီယိုမှာပြန်လည်ဆောင်သွေးကြပါမယ်။ See you the next video. Bye bye.